မင်္ဂလာပါရှင်အဆောက်ကအစီအစဉ်မှကြိုဆိုလိုက်ပါတယ်ညီမမဲပါပါရှင်မင်္ဂလာပါခင်ဗျာကျွန်တော်တာတူးပါဟုတ်ကဲမင်္ဂလာပါမဲပါရေကဲပြီးခဲ့တဲ့အပိုင်းမှာတော့အကူကဒါလူဝယ်ဆန်းကျင်မှုတွေတင်းမှာမှနော်ဟောလုံးမှဖြစ်ခဲ့တဲ့အကြောင်းအကူပြောခဲ့တယ်ကဲမဲပါရောဒီအပိုင်းမှာဘာပြောပြမှာလဲမဲပါလည်းဒီအပိုင်းမှာဒီတောင်းလုံးကြောက်စားပွဲလည်းဖြစ်တယ်ပေါ့ဟောလုံးမှဖြစ်သွားတဲ့အကြောင်းလေးပြောပြမှာ ဟုတ်ပြီဗျာပြောပါအကြောင်းကတော့သူကလေဒီနီမာလိုဝက်ကတာဆိုတဲ့အကြောင်းပေါ့နော်သူကတော့ဒီ1989ခုနှစ်မှာဒီဖြစ်သွားတဲ့လိုဝက်ဆဲကျ Halloween Town လေးတခုပြောပြပါအာโอเคဗျာနောက်ထောင်းမယ်နော်အဲ့ဒါပြောပြပေးပါဦးသူကတော့လေဟိုကလာဟိုမား ဒီပေါ်နော်လော်ဒန်မြို့ငယ်လေးမှာပေါ့နော်ဒီ1980ပြည့်လွန်နှီးပါနှစ်နောက်ပိုင်းမှာပေါ့နော်ဒီအဲ့ဒီမြို့မှာနေထိုင်တဲ့သူတွေကတိတ်တိတ်ဆိတ်ဆိတ်လေးဟိုတောင်နဲ့ကြောင်လည်းယင်းနီကြောင်ဝင်ကြတယ်သူတို့ရဲ့ပတ်ဝန်းကျင်ကအရင်အေးချမ်းပြီးတော့နေထိုင်သူတို့နေထိုင်လို့ကောင်းတဲ့နေရာလေးပေါ့နော်သူတို့ကလည်းစစ်စစ်လုံးနဲ့ဖြစ်ကြတယ်ပေါ့နော်အဲ့ဒီဒီမိသားစုတွေကသူတို့ရဲ့ဒီအိမ်နီးနားချင်းတွေကိုလည်းတေးချလဲတေးကြတယ်ဥမာဒီအိမ်မှာဘသူဘယ်နှယောက်အဲ့လိုမျိုးရှိတယ်အစားပေါ့နော်အဲ့လိုမျိုးတေးကြတယ်ပေါ့နော် သူတို့ကဘယ်လိုမျိုးဒလိရှိလဲဆိုမကြာခဏလဲသူတို့ရဲ့ဒီတကားတွေဒီတကားရဲ့တော့တွေကိုပေါ့နော်လုံးဝမခတ်ဘဲနဲ့ဖွင့်ထားလိမ့်လေရှိကြတယ်။အော်။လုံချုံရင်ကိုပြောရမယ်သူတို့ရဲ့လုံချုံရင်အပြေးဝသူတို့ခံစားရတယ်ပေါ့နော်လုံလုံချုံချုံရှိစီရဲ့ခံစားမှုနဲ့သူတို့ကအတိုင်းနေထိုင်ကြတာပေါ့နော်။အဲတော့သူတို့ရဲ့နေထိုင်ရဲ့ဒီရက်ရနေထိုင်မှုပုံစံမျိုးလဲအရန်လဲရိုးရှင်းတယ်။ဒါပေမဲ့လေကိုဒီ1998ခုနှစ်ပေါ့နော်ဒီအောက်တိုဘာ31ရက်နေ့ ဒီ Halloween ညမှာပေါ့နော်အော် Halloween ညမှာနော်ဟုတ်တယ်လုံကြုံနေရဲ့စိတ်ခံစားမှုတွေကပျောက်ကွယ်သွားခဲ့တယ်ဟင်းဒီပေါ့နော် Halloween ညပေါ့နော်ဒီ1989ပေါ့နော်ဒီ Oklahoma မှာရှိရဲ့ဒီမိသားစုအများစုအတွက်ကတော့သူတို့ရဲ့ဒီ Halloween ဝတ်ဆုံနေတကြားလုံးနေရီမောစရာနေအရန်ကိုလှပနေညလေးတညတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့မိသားစုတစုအတွက်ကတော့ဒီညကသူတို့ရဲ့ဒီသူတို့နေထိုင်နေတဲ့ကဘာကြီးရှိရတယ်ထာဝရပြုတ်ပြတ်သွားလိမ့်မယ်ညဖြစ်လာမယ်လို့သူမထင်ထားခဲ့ဘူး တကယ်လို့အဲ့လိုမျိုးဖြစ်လာခဲ့တယ်ပေါ့နော်။ဟုတ်တိတ်ဆိတ်တဲ့ပေါ့နော်ဟိုဂလာဟိုမားမှာရှိရဲ့ဒီလော်တန်မျိုးရဲ့လမ်းတွေမှာဆိုရင် trick or trick လောက်ပြီးရောပေါ့နော်ဒီ Halloween တွေကိုပါဝင်စင်နေတဲ့ကလေးတွေရဲ့အရန်ပြည့်နှက်နေတယ်ပေါ့နော်အဲ့ဒီထဲမှာမှာဒီပါဝင်စင်နေတဲ့ကလေးတွေလည်းပြည့်နှက်နေတဲ့အချိန်မှာမှာဒီ16လအရွယ်သမီးလေးဩငငယ်လေးနော်ဟုတ်16လအရွယ်သမီးလေးနီမာလူးစ်ကတာကပတ်ကက်ထဲမှာငိမ့်ချန်ဘေးကင်းစာနဲ့အိတ်နေခဲ့တယ်ဟွန်း ဟိုကလာဟိုမမှာဆိုရင်ဒီသမိုင်းမှာဆိုရင်တော့ဒီမဖြေရှင်းနိုင်တဲ့ကြောက်စရာအကောင်ဆုံးဒီလှုပ်ဝက်ဆန်းကျယ်မှုတွေမှာတခုတော်တော်လေးဖြစ်ွားခဲ့ရပေါ့နော်။ကာတာမီသားစုကပေါ့နော်ဒီလော့ထမ်မှာဆိုရင်အိမ်ကရွရွရှရှင်းပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးအိမ်မှာနေထိုင်တာပေါ့နော်အာဒီ Halloween ညမှာဆိုရင်ကလေးတွေအတွက်လည်းတကယ်ပြောစရာကောင်းတဲ့အချိန်တွေဖြစ်တယ် ဒီပေါ့နော်သူတို့ရဲ့ဒီသိငယ်လာတဲ့ဟိုပေါ့ဝစ်စုံလေးတွေဝစ်စင်နေအိမ်ပေါက်ဝါတွေမှာတကားတွေခောက်တယ်ခောက်ပြီးတကြားလုံးလေးတွေကိုသိရမလားစုပြီးတော့သူလက်လေးနဲ့ဖြတ်ပြီးတောင်းတယ်အဲ့တော့သူတို့ရဲ့အပြုံးလေးတွေကဟိုသူတို့ကလည်းသူတို့အပြုံးပန်းလေးဝေးစားနေကြရတယ်ပေါ့နော်အဲ့ပေါ့ချက်စရာလေးနေပါတော့ဟုတ်တယ်ဟိုအဲ့တော့နေမအတွက်လည်းဒီစိတ်လှုပ်ရှားစရာအချိန်တခုလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီညရဲ့ဒီစိတ်လှုပ်ရှားမှုအပြီးမှာသူမရဲ့မိဘတွေရဲ့ဒီစောက်ကြည့်မှုအောက်မှာတွေပဲသူကဘေးကင်းစာအရာဝင်ခဲ့တယ်ဩဟိုပေါ့နော်ဒါပေမဲ့ လုံခြုံရေးရလေထင်းရောင်ထင်းမားဖြစ်เสียရတခုတော့ဖြစ်သွားတယ်ပေါ့နော်။ဟုတ်ဟလားဟုတ်ပြတယ်လေ။ညာဘက်အချိန်တခုလဲရောက်လဲရောက်တော့သူ့မိသားစုအိတ်နေတဲ့အချိန်မှာတစုံတစ်ယောက်ကသူတို့အိမ်ထဲဝင်လာတယ်။အော်။ဝင်လာပြီဒီဒါပေမဲ့ဝင်လာတဲ့အချိန်မှာဒီဗရင်ပေါက်တွေကွဲတာတွေဘာကြီးမရှိဘူးပေါ့နော်။ဟုတ်။ဒီခတ်ထားတဲ့ဒီတော့တွေဆိုတာလည်းပျက်စီးနေရလို့လည်းမတွေ့ရအောင်။အော်အော်။အဲ့တော့ပြောမယ်ဆိုကွယ်ဘယ်ယာမှပျောက်ဆုံးနေတာလည်းမရှိဘူး။ပျောက်ဆုံးနေတဲ့တခုကြီးသောအရာကဘာပဲလဲ။ဘာလေးပြောတော့။ညီမလေးဖြစ်နေတယ်။ လေးလေးပြောက်သွားတာကလေးလေးပြောက်သွားတာဟုတ်အဲ့တော့ကျိုးကျော်သူကပေါ့နော်ဟိုဘသူမှဒီတတိမပြုတ်မိအောင်တိတ်တိတ်တိတ်စိတ်လီနေပေါ့နော်ညီမကိုပွေ့ချီပြီးတော့အပြင်ထွက်သွားပုံရတယ်ခေါ်ထုတ်သွားပုံရတယ်။အော်ကလေးလေးကိုဟုတ်တယ်ဟိုဟုတ်မနဲ့မိုးလဲလင်းလဲလဲရောဒီညီမရဲ့ဒီအိတ်တဲ့ကတဲ့လေးရပေါ့နော်ကလေးအိတ်ရကတဲ့လေးလွတ်နေတယ်။အင်းသူ့မိသားစုကလည်းဒီအိမ်မဆိုးတစ်ခုလိုမျိုးနိုးထလာခဲ့ကြတယ် ဒီမိသားစုရအရန်ထိတ်လန့်သွားတယ်ဒီအိမ်အတွင်းနဲ့ဒီပဝင်းကျင်ပေါ့နော်ဒီသူ့ရဲ့ဒီအိမ်နီးနားနဲ့ပဝင်းကျင်မှာလည်းရှာဝေကြတယ်ပေါ့နော်အဲ့ဒီပြီးနောက်မှာရဲတွေကိုချက်ချင်းခေါ်တယ်နောက်ပြီးတော့ဒီလော်ထန်အနှံ့အပြားကိုပေါ့နော်အပြင်းထန်ရှာဝေမှုတွေလုပ်ခဲ့တာအေးပေါ့နော်ကလေးလေးပြောက်တာဆိုတော့ရှာမရမှာလေနော်ဟုတ်တယ်ရေးစည်းရှာမှာဖြစ်နေဟုတ်တယ်ဒါပေမဲ့ပေါ့နော်တဲလွန်စားတွေဘာတွေဘာမှမရှိဘူးအိုးပြန်ပွေးအဲ့လိုမျိုးဆွဲတဲ့အချိန်မှာကွာတည်ရမလားဟိုပေါ့နော်ဟိုငွေတောင်းခံခြင်းနေ ဟိုဘောပြန်မေးဆွဲတဲ့အခါမှလေးတဲ့မလားငွေညစ်တဲ့ပုံစံမျိုးပါလို့ညွေလည်းမရှိဘူးမျက်မျက်သက်သေလည်းတော့မရှိဘူးအဲ့လိုပုံစံမျိုးအဲ့တော့ကျိုးကျော်သူကဒီအရင်ကလေးကဒီအိမ်ကိုအဝင်ထွက်ရှိခဲ့ရှိခဲ့ပွင့်ရှိရလို့အာနာပိုင်းတွေကတတိပြုမိရပေါ့နော်ဒီတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲသူကလာပဲလာတတ်အောင် ဒီအိမ်နဲ့ရင်ပါနေပြီးတော့သူကတတိမထားမိအောင်သွားရလွယ်ကူနေတဲ့အနေထားမှာရှိနေပုံရတယ်လို့လည်းသူကကောက်ချက်ချထားတယ်ပေါ့နော်။အဲဆိုရင်ဒီတကူပြမေးဆွဲတော့၎င်းကလေးကိုချီထွက်သွားသူဆိုတဲ့လူကဒီအိမ်နဲ့တော်တော်ရင်းနှီးနေတယ်လို့ပေါ့နော်။အဲ့လိုပုံစံမျိုးပေါ့နော်။အဲ့တော့ဒီပဝင်းချစ်တစ်ခုလုံးကလည်းထိတ်လန့်တောင်းလို့သွားရပေါ့နော်။ဒီ Halloween ညမှာကလေးအိတ်ခမ်းတဲ့ဟိုဒီတစုံတစ်ယောက်ကအလွယ်တကူပေါ့နော်ဒီလိုမျိုးဝင်လာဝင်ရောက်ခဲ့တယ်ပေါ့နော်ဝင်ရောက်ခဲ့တဲ့အခါမှာနောက်ထပ်ဘာထပ်ဖြစ်အောင်လဲပေါ့ဆိုပြီးတော့သူတို့မိခေါ်တက်တုတ်ကြတယ်ပေါ့နော်အင်းပေါ့အင်းပေါ့ အင်ဘောအင်ဘောအဲ့တော့ကာတာမီသားစုကပေါ့နော်ဒီအိမ်နီးချင်းနေဒီမကြခဏတကားတော့မခတ်ပဲထားခဲ့တဲ့ဒီပတ်ဝန်းကျင်မှာနေထိုင်တာအကြောင်းပေါ့နော်ဒီခလေးကိုပေါ့နော်ဒီခေါ်ဆောင်သွားသူကဒီပတ်ဝန်းကျင်နဲ့ရင်းနေပြီးသားသူဖြစ်ပုံများတယ်ဆိုပြီးတော့ခုနကညီမပြောခဲ့တဲ့အတိုင်းပဲသူတို့ရဲ့ဒီနေအိမ်မှာအဝင်အထွက်ရှိတဲ့သူကဒီမိသားစုနဲ့တည်ပြီးသားသူဖြစ်ပုံများတယ်อืมအင်ဘောအဲ့တော့ဒီဖြစ်ရက်ကပေါ့နော်ဒီအိုကလာဟိုမာတခွင်မှာ တော်တော်များများကြောက်ရွံ့ထိတ်နေသွားခဲ့ရပေါ့နော်မိဘတွေကလည်းတကားတွေကိုအရင်မပိတ်ခဲ့တဲ့သူတွေကနောက်ပိုင်းဒီမိဘတွေကတကားတွေကိုတော့ခတ်ထားကြတော့တယ်ပါသမီးတွေကိုလည်းအနီးကပ်စောက်ကြည့်ကြရပေါ့နော်ပျော်ရွှင်စရာဒီအချိန်ဖြစ်တဲ့ဟောလုံးဝင်းဟာတကယ်အမောင်ထဲမှာပေါအောင်နေတဲ့အန်ရဲ့တတိပေးချက်အဖြစ်ကိုချက်ချင်းပြောင်းလဲသွားတာ အော်အစ်ဖို့ဘောလုံးပြောင်းမှုကြောင့်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီရဲတွေနဲ့ဒီစေတနာဝန်ထမ်းတွေကလည်းဒီလေခွင်းတွေလမ်းကြားတွေဒီတောအုပ်တွေမှာရှိတဲ့နေရာတွေမှာရှာဝေကြတယ်ဒါပေမဲ့ဒီရှာတဲ့အချိန်မှာလည်းဟိုပေါ့နော်သူတို့ကလက်ကန်းဆက်ဆောင်နဲ့ဝေရပေါ့နော်ဝေပြီးရှာခဲ့ကြတယ်ဟိုဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတိုင်းကိုလည်းလိုက်ရှာခဲ့ပေမဲ့ဒါပေမဲ့ခလေးငယ်ရဲ့အခြေအရာဘလို့မှခြေရာခံခဲ့လို့မရဘူးအစ်ဖို့နော်လုံးဝပျောက်ရှင်းမလောက်ကိုပျောက်သွားတော့နော်ခလေးက ဲ့တော့တခြားပေါ့နော်အဲ့လိုရှောက်သွားနိုင်တဲ့ဒီခလေးတွေနဲ့မတူတဲ့အခြားကကြာနေမာလေးကကြာတော့လေလမ်းလျှောက်တဲ့တဲ့ခလေးငယ်လေးဥမာလမ်းလျှောက်တဲ့ခါစားခလေးဖြစ်တာကြောင့်ခလေးဘောဆာလေးလေးနော်ဖြစ်တာကြောင့်သူ့ဘာသာသူဝေဝေးသွားဖို့ကတော်တော်လေးငယ်လွန်အားသေးရယ်ဘောရယ်အဲ့တော့တစုံတယောက်ကခေါ်သွားမှကိုရမှာလေအဲ့လိုလိုပုံစံကြီးဖြစ်သွားပါဘူး။အေးပေါ့ရငယ်လုံးနေသေးတဲ့ခလေးလေးอ่ะเนาะဟုတ်တယ်ကို။อืมๆဒါပေမဲ့လေဒီရက်သက်များအကြာမှာပေါ့เนาะနိုဝင်ဘာ1989ခုနှစ်မှာဒီတောက်မွက်ဖွဲရာ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပါခဲ့တယ်။ဟုတ်哦သူတို့အိမ်နဲ့အရန်မဝေးတဲ့နေရာမှာရှိရပေါ့နော်ဒီစွတ်ပစ်ထားတဲ့အိမ်အိုပေါ့အိမ်အဟောင်းပေါ့နော်အဲ့ဒီအိမ်မှာဒီခလေးငယ်ရဲ့ခန္ဓာကိုယ်ရှာဖွေတွေ့ရှိခဲ့ကြတယ်။ဟောခလေးလေးကိုတွေ့တာခလေးလေးကိုရှာဖွေတွေ့သူတို့အိမ်နဲ့မလှမကန်းတော့အနီးနားမှာရှိတဲ့အိမ်လေးဟုတ်။ဟောအဲ့တော့ဒီအိမ်မှာဘယ်သူမှလည်းမနေဘူးဖုန်တွေကလည်းထူထပ်နေရဲဟိုပြိုကျပြက်စီးစားပြုတ်နေတဲ့အိမ်ကြီးပေါ့နော်အဲ့အိမ်ထဲမှာရှိတဲ့ရေခဲတက်တာအတွင်းထဲမှာထည့်ထားတဲ့ နီမာရဲ့ရုပ်အလောင်းရှာပွေစစ်စစ်တွေ့ရှိခဲ့တာဟောဗျာခလေးလေးကိုအဲ့ဒီအိတ်အဟောင်းထဲမှာရေခဲတက်တာထဲမှာထည့်ထားတာအဲ့ဆိုဟိုတက်ပြီးတော့အဲ့လိုထည့်ထားလားอืม တက်ပြီးတော့ထည့်ထားတဲ့ပုံစံမျိုးကလေးကိုအသက်ရှင်လိုက်နဲ့ထည့်ပြီးပိတ်ထားတဲ့ပုံစံမျိုးဖြစ်ပုံများတယ်ကို။အော်ဆက်ပြောပြအောင်။အေးပြောပါအောင်။အဲ့တော့သူတို့ရှားပွေးစစ်စစ်တွေးရှိသွားတယ်ပေါ့နော်။အဲ့တော့ရေခဲတက်တာတခါကတော့ပိတ်ထားတယ်။အချိန်ကြီးကအရန်ကိုစိတ်အနှောက်အယှက်ဖြစ်စရာဖြစ်တော်တော်လေးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့စုံစမ်းရေးမှုတွေကလည်းသူသူကဒီကလေးမလေးပေါ့နော်။ဒီနေရာမှာအသက်ရှင်နေရပိတ်ထားခဲ့ရဆိုပြီးတော့လေသူကယုံကြည်ကြတယ်ကောက်ချက်ချထားတယ်ပေါ့နော်။ဟုတ်ရေးဆက်လိုက်တယ်နော်။ဟုတ် ဒါပေမဲ့ပေါ့နော်သူသေးဆုံးသွားပုံရဲ့အကြောင်းရင်းအမှန်တရားကတော့မသေးကြသေးဘူးပေါ့နော်ဒါဟာတကယ်ဟိုလုံးဝပေါ့နော်နားမလည်နိုင်တဲ့ရက်ဆက်လုံးနဲ့ရာဇဝဲမှုတစ်ခုပဲပေါ့နော် ဟင်ဗောအဲ့တော့ဒီဗောမုကင်ဒီလိုမျိုးဖြစ်နေတဲ့ဟာတွေကမှာပထမအဆုံးဒီစုတ်စမ်းသူတွေကတော့ဒီအမှုကိုပေါ့နော်လူစိမ်းတယောက်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဒီတုံရဂျာပန်ဖြစ်နိုင်တယ်လို့လည်းယူဆခဲ့တယ်ဟင်ဗောနော်အဲ့တော့နောက်ပိုင်းပေါ့နော်သူကအိမ်နဲ့ရင်ပါပြီးသားသူဖြစ်တာကြောင့်ဒီနာမည်တခုတော့ပေါ်လာခဲ့တယ်ပေါ့နော်ဩအတူရင်းနဲ့ရင်ပါပြီးဝင်ထွက်ရှိတဲ့လူကြောက်ရဲ့နာမည်ဟုတ်တယ်ဖြစ်နိုင်ခြင်းရှိတဲ့လူဖြစ်နိုင်ခြင်းရှိတဲ့သူနာမည်ပေါ်လာခဲ့တယ်ပေါ့နော်အဲ့တော့သူကအသက်16နှစ်အရွယ်ညီမကိုရံဖန်ရကလာလာထိမ့်ပေးနေတဲ့ကလေးထိန် แจ็คลินเรเวดันဖြစ်တယ်ပေါ့เนาะအဲ့သူ့နာမည်တခုပေါ်ထွက်လာတယ်ပေါ့เนาะအဲ့တော့ तू ကကလေးတဦးနဲ့ဒီပတ်သက်တဲ့တခြားဖြစ်ရတဲ့ခုမှလည်းပါဝင်ပတ်သက်နေရလေဖြစ်သေးတယ်။ဩဩအဲ့တော့1986ခုနှစ်မှာအသက်3နှစ်ခွဲအရွယ်အမွာလေးတွေဖြစ်တယ်ပေါ့နော်။တီနာနဲ့မယ်ရီတို့ကိုသူတို့ရဲ့ကလေးထင်းကဒီအိမ်အဟောင်းကြီးကိုပဲခေါ်သွားပြီးတော့ရေခဲတူတာထဲမှာထည့်ထားခဲ့တာ။ဩတီနာကအသက်ရှင်ခဲ့ပေမဲ့မယ်ရီလေးကတော့တိတ်ဆုံးသွားခဲ့တယ်။ဩတနာရယ်ကလေးနော်။ တင်နာလေးဟာ1983ခုနှစ်ကြားနာစစ်ဆေးမှုအတွင်းမှာဂျက်ကလင်းလုတ်ခဲ့တယ်ဆိုပြီးတော့သူကထွက်ဆိုခဲ့လိုက်တာ။အော်အဲ့ဒါကြောင့်ဂျက်ကလင်းကထောင်ကျခဲ့ရတယ်ပေါ့နော်။အဲ့တော့2005ခုနှစ်မှာတော့အာဒီပေါ့နော်အဆုတ်ကင်ဆာနဲ့သူကတည်ဆုံသွားခဲ့တယ်။အော်တည်သွားတယ်။တည်သွားခဲ့ဒါပေမဲ့လည်းဒီမိမာတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့သူကအပြစ်ရှိကြောင်းဆိုတဲ့ဟာလုံးဝမပြောခဲ့ဘူး။ဟင်းဟိုပေါ့ပြောရမယ်ဆိုအကွဲသူလုံးဝအပြစ်မရှိဘူး။ဘာမှဖွင့်ဟဝင်ခဲ့ချက်လည်းဘာမှမတွေ့ခဲ့ရဘူးပေါ့နော်။အင်းပေါ့အင်းပေါ့အင်းပေါ့ဟုတ်ကဲ့။ အကယ်၍ပေါ့နော်ဒီဂျက်ကလင်းကတာဝန်ရှိသူပေါ့တာဝန်ရှိသူကတည်းကသူဒီပြစ်မှုကျုံးလုံးတဲ့သူမဟုတ်ခဲ့ဘူးဆိုရင်ဘယ်သူဖြစ်မလဲပေါ့နော်အာလူတအူထပ်ပို့ပြီးတော့ပါဝယ်ပတ်သက်နိုင်နေဆိုပြီးတော့ဒေတာကန်တွေကလည်းတီတိုးပြောဆိုကြတယ်ပေါ့နော်အော်သူတို့အမြင်ကတော့ဒီတအူတယောက်တည်းအိမ်ထဲကိုဝင်လာပြီးတော့ဒီခလေးကိုခြိတယ်တက်တည်မကြံခဲ့အောင်ထွက်သွားနိုင်ဖို့ဆိုတာကလူတယောက်တည်းပို့တယ်လို့သူကဆိုတယ်ပေါ့နော်အင်ဘောအင်ဘောဟုတ်တော့အဲ့တော့တန်တရားရှိတော်လဲပေါ့နော်ဒီနီမာလူးစ်ကတာကဒီလူသက်မှုအတွက်ကို မြည်သူမှဒီပေါ့နော်ပြစ်တန်စီရင်ခြင်းမခံလိုက်ရအောင်อืมတခြားရာဇဝဲမှုအမှုတွေပေါ့နော်အယုံဆိုင်လာကြတယ်ပေါ့နော်တဖြည်းဖြည်းနဲ့သူ့ရဲ့အမှုလေးကလည်းဒီနိုင်ငံလုံးဆိုင်ရာခေါင်းကြီးပိုင်းနေစီရောက်ကပြတ်ကွယ်သွားခဲ့တာဒါပေမဲ့သူတို့ရှေ့ကပြတ်ကွယ်သွားပေမဲ့လည်းပေါ့နော်ဒီကတာမီသားစုနဲ့ပေါ့နော်ဒေလော့ထန်အတိုင်းဝမ်းအတွက်ကတော့ထိတ်လန့်မှုက ဘယ်တော့ခါမှမပြီးမပြောင်းနိုင်တော့ဘူးပေါ့နော်အဲ့နေကြီးပေါ့နော်အဲ့တော့ဟုတ်ကဲ့နီမာလုစ်ကတာရဲ့လူသက်မှုလေးရပေါ့နော်ဒီလော်ဒန်အိုကလာဟိုမားမှာအမာရုပ်တစ်ခုဂျန်နေခဲ့တယ်ပေါ့နော်သူ့ဇက်လန်ကဒီပြောရွှင်စရာကောင်းတဲ့ညတွေမှာတော့အမောင်တွေကဟိုပေါ့နော်သူတို့ထင်ထားတာထက်ပိုပြီးတော့နီးစပ်နေတယ်ဆိုတာကိုသိရှိစေခဲ့တယ်ပေါ့နော်ဆယ်စုနှစ်၄ခုကြော်ကြတဲ့ဒီဒီအမှုကိုအခုထိမဖြေရှင်းနိုင်သေးဘူးဆယ်စုနှစ်၄ခုတောင်ရှိပြီနော်ဟုတ်ကဲ့ကိုဟုတ် ဲ့တော့ဟိုဘာဖြစ်ဖြစ်သူ့ရဲ့ဟိုဘောနော်ဟိုထားပါတော့သူပထမအမှုမှာဆိုရင်ခလီလေးအမွာနဲ့ကိုဖန်ထားတဲ့ဟာခလီရပဲထွက်ဆိုလိုက်လို့သူထောင်ကြခဲ့ရတယ်။ထောင်အောင်ကန်ကောင်းလို့နော်တယောက်ကအသက်ရှင်ကျန်လို့နော်မဟုတ်ဘူးလူမျိုးဖြစ်မလားမသိဘူးနော်။ဟုတ်တယ်ကိုဟုတ်။อืมအဲ့လိုလေးဆိုတော့ဟိုခလီကိစ္စတော့တကယ်စိတ်မကောင်းစရာပဲနော်ညီမလေးတို့ကတော့နော်။ပြောပို့ပြီးတော့ဆိုတာဒီကလေးကခုမှရှင်းမဲမပြောသလိုဆိုလို့ရှင်တနစ်ခွဲဝန်းကျင်ပဲရှိသေးတယ်နော်တော်ငယ်သေးတယ်လမ်းတော်ရှောက်တက်ခါစားချစ်စရာအယူရလीနော်ဟို ဘယ်လိုပြောမလဲတကယ်အခုသူတို့ပြောသလိုဒီလူအားတည်းလောက်သွားခဲ့တာဆိုရင်တော့တော်တော်ကိုရက်ဆက်လွန်ပါတယ်တကယ်ကိုလူလူမမဲကလေးလေးနော်ဘယ်လိုအညိုးနဲ့အများလောက်လဲတော့မသိဘူးနော်ဒီကလေးကိုနော်ဟုတ်ပါဟုတ်ပါကဲဟုတ်ကဲ့တော့အခုချိန်ဒီနော်ဒါဆယ်စုနှစ်ကို၄ခုကျော်ကြာတဲ့ချိန်အောင်ကိုနော်ဒီအချိန်ရောက်တဲ့တူတူဒီခုကိုမဖြေရှင်းနိုင်သေးဘူးဟုတ်อืมသူမိသားစုရရောဒီမိဘတွေရောဒီဟောလိုဝင်းညရောက်ပြီဆိုတော့ဒါရက်သူတို့အရန်အိမ်မက်ဆိုပြီးဖြစ်နေပါ ဟုတ်တာပေါ့ကိုရီတော်မှခုဒါမဲဝပြောပြလို့နားထောင်နေတယ်တော်မှစိတ်မကောင်းဘူးဖြစ်နေတာလေနော်ဟုတ်ဒီကလေးလေးဘလူးတော်ဖြစ်သွားလဲပေါ့နော်ဘလူးခုနမဲဝရှိမှပြောခဲ့သလိုပဲဟိုအသက်ရှင်လေးရဲ့အချိန်မှောက်ဒီကလေးတွေမှာထည့်ပြီးတော့ပိတ်လိုက်တာပဲပိတ်လိုက်တာဒါသူတွေစုံစမ်းစစ်ဆေးတဲ့သူတွေကအဲ့လိုကောက်ချက်ချလိုက်တာဆိုတော့နော်စိတ်မကောင်းစရာကြီးနော်ဟုတ်ကဲ့ပါဟုတ်ပါပြီမဲဝရေးအဲ့ဆိုရင်ဒါ ဒီ Halloween နဲ့ဆက်စပ်တဲ့အချိန်မျိုးမှာဒီ Halloween ရက်မှာဖြစ်ပျက်ခဲ့တဲ့အခုလိုဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာမျိုးကိုပြောပြပေးတဲ့အတွက်ဘယ်တော့ကျေးဇူးအများကြီးတင်ပါတယ်เนาะနောက်ထပ်ဒီမှာလည်းအခုလိုမျိုးပဲဒါပိုးပြီးစိတ်ဝင်စားစရာကောင်းတဲ့ဖြည့်ရှင်းလို့မရတဲ့ပုံစံတွေပေါ့နော်အခုလိုတက်ပြီးတော့နားထောင်ကြမယ်ပြောကြမယ်เนาะကြားကြမယ်ဟုတ်ကဲ့ပါဆက်တင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါ Halloween မှာဖြစ်ပျက်ခဲ့တဲ့အခုလိုဖြည့်ရှင်းလို့မရသေးတဲ့ဒါအမှုတွေเนาะဖြစ်ပျက်တွေအကြောင်းကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်နောက်ထပ်လည်းကျွန်တော်ဘယ်လိုမျိုး ပြည်ရှင်တို့များတဲ့အကြောင်းအရာမျိုးတွေရှာဖွေတင်ဆက်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အပေးဖို့အတွက်ကိုပြောပြရစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ Happy Halloween ပါ